မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်မှာအမျိုးသမီးတွေကိုအတ္တမပြုကျင့်ပြီးတော့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်နေတဲ့ပြူစောတိခေါင်းဆောင်စိုးတန်းကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ21ရက်နေ့မနက်7:00နာရီခန့်မှာလောင်းလုံးမြို့နယ်ကြောင်းနေမော်ကျေးရွာအခြေစိုက်ပြူစောတိခေါင်းဆောင်စိုးတန်းကို Federal ဒူဝန်ကျဲတပ်ဖွဲ့ကကြောင်းနေမော်ကျေးရွာအတွင်းဝင်းရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပြူစောတိခေါင်းဆောင်စိုးတန်းဟာ အကြမ်းမဲ့စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစတင်ပြီးတော့လောင်းလုံးမြို့နယ်အတွင်းစစ်တပ်ရေချောင်းကုန်းချောင်းစိုးမိုးနိုင်ရေးအတွက်စစ်ရေးလှုပ်ရှားမှုများတဲ့မှာထဲထဲဝင်ဝင်ပါဝင်ပြီးတော့ကြိုးပမ်းပေးနေသူတအုပ်ဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်စိုးတန်းဟာကြောင်နေမော်ကြီးပါနဲ့အနီးနားမှာရှိတဲ့ရွာများမှာပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းအမျိုးသမီးများကိုအာဓမပြုခြင်းခြင်းဓမြတိုက်ခြင်း ငါးဖန်းလေများထံကနေပြီးတော့ချင်းချောင်းငွေချေးကောက်ခံခြင်းစတဲ့ရာဇဝဲမှုဘောင်းဆောင်ကိုကျူးလွန်ခဲ့တဲ့အ धिक တာဝန်ရှိသူတဦးဖြစ်တယ်လို့သိရပါဗါးလက်ရှိအချိန်မှာပြူစောတီခေါင်းဆောင်စိုးတန်းကို၎င်းကျူးလွန်ခဲ့တဲ့ရာဇဝဲမှုများနဲ့ပတ်သက်ပြီးတော့စစ်ဆေးနေပြီးခိုက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် Federal Dewan Jail တပ်ဖွဲ့အနေနဲ့ဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ကြောက်တရားမြို့နယ်မှာအောက်ဆိုင်ပြေးဆွဲနေတဲ့ကားတစီတိမ်းမောက်ရွာကနေခရီးသည်တအူးတိတ်ဆုံးပြီးတော့ခွနအုပ်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့အော်တိုဘာလ25ရက်နေ့မနက်7:00နာရီဝန်းကျင်ကမဟာဗန္ဒူလာလမ်းနဲ့ဘိုးအောင်ကျော်လမ်းတော်မှာအောက်ဆိုင်ပြေးဆွဲနေတဲ့ light truck ကားတစ်စီးတိမ်းမောက်သွားတယ်လို့ဆိုပါတယ်။မင်းညီကိုဖျက်ရင်းနဲ့တစ်ဖက်လမ်းကတက္ကစီကပေါ်လာတော့ရှောင်ရင်းနဲ့မှောက်သွားတာလို့ဖြစ်စဉ်ကိုကူညီပေးခဲ့သူကပြန်လည်ပြောပြထားပါတယ်။အောက်ဆိုင်ကားပေါ်မှာအမျိုးသား၄ဦး၊အမျိုးသမီး၃ဦး၊စုစုပေါင်းခရီးသည်9ဦးပါပြီးတော့အမျိုးသား2ဦးကတော့စိုးရင်ရတယ်လို့အသိပေးထားပါတယ်။ ဖြစ်စဉ်နေရာမှာတွင်ပွဲချင်းပြီးတည်သွားတာကကားမောင်းတဲ့သူပါခေါင်းငမ်းမှာပါလာတဲ့နောက်ထပ်အမျိုးသားတယောက်ကအခု ICU ထဲဝင်နေရပါတယ်လို့လဲလက်လူမှုကွန်ရီအဖွဲ့ဝင်တအုပ်ကရှင်းပြထားပါတယ်ရန်ကုန်မြို့ရင်းမှာပြေးဆွဲနေတဲ့ YBS ကားတွေဟာရင်းထွက်ရှိတဲ့အချိန်ကြာမြင့်တာဘတ်ကားအသုံးပြုသူတွေများလာတာတွေနဲ့အတူ အောက်ဆိုင်ကားတွေပြန်ပြီးတော့ခစ်စားလာတယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါတယ်။ light truck နဲ့ဖျားမှုသွားတာအဖမ်းခံရပါတယ်။ light truck ကားဆိုတာလူမတင်ရဘူး၊ကုန်တင်မှုတဲ့။ဒဏ်ကြေး၃ဆောင်းပေးလိုက်ရတယ်။ရန်ကုန်မှာကြတော့ light truck ကအောက်ဆိုင်ဆွဲလို့ရတယ်ဗျာ။တရက်ကို၃ဆောင်းရတာပေါ့။ဘန်နူလာတရားဆိုရင်လမ်းမြောင်းမြန်အောင်မောင်းဝင်ပေးထားသေးတယ်လို့ရန်ကုန်မြို့ကန်တို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးဟာရန်ကုန်တိုင်းလမ်းမတော်မြို့နယ်ကနေပြီးတော့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းအဖြစ်နဲ့စစ်တပ်ဘက်ကနေပြီးတော့ကျင်းပမယ့်လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘိုးချုပ်အောင်ဆန်းဟာလည်းလမ်းမတော်မဲဆန္ဒနယ်ကနေပြီးတော့ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ဘူးလို့အဲ့ဒီမဲဆန္ဒနယ်ကနေအခုရွေးကောက်ပွဲဝင်ပြိုင်တာပါလို့ဥက္ကိုကိုကြီးကမီဒီယာတွေကိုပြောဆိုလိုက်ပါတယ်ကျွန်တော်တို့လေးစားအတုယူရတဲ့အမျိုးသားခေါင်းဆောင်ကြီးဘိုးချုပ်အောင်ဆန်းက1948ခုတိုင်းပြည်ပြည်သူ့လွတ်တော်ရွေးကောက်ပွဲတုန်းကလမ်းမတော်မြို့နယ်မဲဆန္ဒနယ်ကနေပြီးတော့ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့တမိုင်းကြောင်ရှိပါတယ်အဓိကကတော့လမ်းမတော်မှာပြိုင်ဖြစ်တဲ့အကြောင်းက အဲ့ဒီအချက်ပေါ်အခြေခံတယ်လို့ပြောရမှာပေါ့လို့ပြောပြထားပါဗျ။ဥက္ကုတ်ကြီးဥဆောင်တဲ့ပြည်သူပါတီဟာလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်မှုကိုစလဲလောင်း932ရောက်ရဲ့အမည်စရင်းကိုစစ်တပ်ရဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ထံမှတင်သွင်းထားတာဖြစ်ပါတယ်။အဲ့ဒီတဲကရန်ကုန်တိုင်းမှာဝင်ပြိုင်မဲ့အရေးအတွက်ဟာ134ရောက်ရှိပြီးတော့ရခိုင်တိုင်းသားရေးရဝင်ကြီးနေရအတွက်ပါဝင်ရောက်ရှင်းပြိုင်မယ်လို့ပါတီကအသိပေးထားပါတယ်။ရှစ်လေးလုံးအရေးတော်ပုံကနေကျောင်းသားနိုင်ငံရေးလောကထဲပါဝင်လာခဲ့တဲ့ဥက္ကုတ်ကြီးဟာ2020ရွေးကောက်ပွဲတုန်းကတောင်းကလာပါမြို့နယ် ကနေပြီးတော့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခဲ့ပေမယ့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကအမတ်လောင်းကိုရှုံးနိမ့်ခဲ့ပါတယ်။ဥက္ကိုကိုကြီးအပါအဝင်ဒေါ်ဆန္ဒမင်းဒေါ်သက်သက်ခိုင်စတဲ့လူသိများတဲ့နိုင်ငံရေးသမားတချို့ဟာရန်ကုန်မြို့ပေါ်ကမဲဆန္ဒနယ်ရီကနေပြီးတော့စစ်တပ်ကဥဆောင်ကြီးမားမဲ့ရွေးကောက်ပွဲမှာဝင်ရောက်အရွေးခံဖို့ပြင်ဆင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာ PDF ရဲဘော်တအုပ်ကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘာလ25ရက်နေ့မနက်9:38မိနစ်မှာတကြိမ်မနက်10:10မိနစ်မှာတကြိမ်နဲ့မနက်10:17မိနစ်မှာတကြိမ်ရွှေဘုံမြို့နယ်အနောက်ချမ်းမှာရှိတဲ့ ညောင်မင်းသားကြီးရွာကိုမုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ဂျိုင်ရိုကော့ပ်တာနှစ်စီးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒီကနေ့အော်တိုဘားလ25ရက်နေ့မိုးလွဲ7:50မိနစ်ကရွှေဘုံမြို့နယ်တပြေးရင်းကြီးရွာကိုမုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ဂျိုင်ရိုကော့ပ်တာနှစ်စီးနဲ့ထပ်မံပြီးတော့ဘုံးကျဲတိုက်ခိုက်ခဲ့ရာပြည်သူ့ကာကွယ်ရေးဘော်တအူကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။ ရောင်မင်းသားရွာကတော့ထိခိုက်မှုမရှိပါဘူး။တပြေးရင်းရွာမှာကရဲဘော်တဦးကြပါတယ်လို့ဒေသနေပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။အလားတူပဲဒီနေ့အော်တိုဘာလ25ရက်နေ့မွန်လွဲတနေ48မိနစ်ကလည်းတန့်ဆယ်မြို့နယ်တနေရာကိုမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ ဂျိုင်ရိုကော့ပတာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗါးအလားတူပဲမကွေတိုင်းထီလင်းမြို့နယ်အရှိချမ်းတနေရာကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ကြောင်းပေါင်းမြို့နယ်ကာကွယ်ရေးအဖွဲ့ကကိုလရောင်ကရှင်းပြထားပါဗါးအော်တိုဘာလ24ရက်နေ့နေ့လယ်12:20မိနစ်နဲ့အချိန်ကမှတရုတ်လေတပ်ကနေတက်လာတဲ့တိုက်လေရင်တစ်စီးနဲ့ရောဒေသထီလင်းမြို့နယ်အရှိချမ်းတနေရာကိုစစ်ခွေးတပ်ကလေကြောင်းကနေတိုက်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ပြောပါဗါး စစ်ခွေးတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်ကနေတိုက်ခိုက်သွားတော့ပါပြည်သူတွေထိခိုက်တာမျိုးတော့မရှိပါဘူးနေအိမ်ပျက်စီးသွားတာမျိုးလည်းမရှိဘူးဆွဲလွဲရွာမြောက်ဘက်ဒေအတော်ထဲမှာရထားတဲ့ကားနှစ်စီးကိုပြစ်တာပါအဲ့ဒီနားကိုပဲကြတာပျက်စီးမှုတော့မရှိဘူးလို့ပေါင်းမြို့နယ်ကာကွယ်အဖွဲ့ကကိုလာရောင်ကရှင်းပြထားပါတယ်ဇွန်လ16ရက်နေ့ကလည်းထီးလင်းမြို့နယ်အရှိတောင်ချန်းပုံတောင်တောင်ပေါ်တနီယာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတပ်ရဲ့ဒရုန်းလေတပ်ကနေတက်လာတဲ့ဂျက်ဖိုက်တာဒဇီးနဲ့ ဘုံဒီတလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေကိုသိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ထန်းတပင်ကြီးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးချောင်းကနေတိုက်ခိုက်ခဲ့ရာအမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ24ရက်နေ့ညပိုင်းကဗခုတ်ကူတက်မတရတက်ကနေတက်လာတဲ့စက်တက်၄ထီ၃စီးနဲ့ဗခုတ်ကူမြို့နယ်ထမ်းတမင်ကြီးရွာကိုဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့လေးချောင်းကနေနှစ်ကြိမ်ဘုံကျဲသွားတယ်လို့သိရပါဗါးအခုလိုလေးချောင်းတက်ခိုက်မှုအတွင်းထမ်းတမင်ကြီးရွာကအသက်58နှစ်အရွယ်ဒေါ်ဆန်းမြင့်ဦးအသက်58နှစ်အရွယ်မထေးကြည်လို့တေဆုံးသွားတယ်လို့သိရပါဗါးဒါအပြင်အမျိုးသား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးလည်းပျက်စီးသွားတယ်လို့သိရပါဗါး စစ်ခွေးတွေကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့တတ်တက်ကိုဘုံကျဲသွားတာပါပြည်သူနာဦးတိတ်ဆုံးနဲ့ထန်းတမင်ရွာကပါလေကြောင်းအန်ရဲကအများအန်စိုးရင်နေရပါတယ်လို့ပေါ့မြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကိုလိုက်အောင်ကရှင်းပြထားပါတယ်အလားတူပဲအော်တိုဘားလ6ရက်နေ့ကလည်းမခုတ်ကူမြွနယ်ဖလန်ဟိုကြီးရွာဘုံကြီးချောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့ရာဘုံကြီးချောင်းမှာရှိတဲ့အဆောက်အုံများအများအပြားပျက်စီးခဲ့ရတယ်လို့သိရပါတယ်လက်တလုံးစစ်တပ်ကမခုတ်ကူမြွနယ်မှာနေမြေရှင်းလင်းခေါင်းစဉ်တက်ပြီးတော့စစ်ကြောင်းထုံးမှုများလှုပ်ဆောင်နေပြီးပြည်သူများဟာလည်းစစ်ဘေးတိမ်းရှောင်နေ ေရတယ်လို့ပြောပါတယ်။ပခုတ်ကူမြို့နယ်အတွင်းတော်လိုင်းတပ်များနဲ့စစ်တပ်ကြားမှာစစ်ရေးတင်းမာလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက် လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မှာအာနာတိန်စစ်ခွေတက်ကခွင့်ပြုထားတဲ့လောင်ကစားဝိုင်းတွေအကြောင်းလူငယ်တွေပျက်စီးနေပြီမယ်ပြည်နယ်စစ်ကောင်မရှင်ဘက်ကတော့လစ်လူရှုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မွန်ပြည်နယ်စစ်ခွေတက်ဟာသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာလောင်ကစားဝိုင်းတွေကိုဖျားပွဲစွန်ကြီးလောင်းပွဲကထိန်ပွဲရာသီပွဲတော်တွေအပြင်ပျော်ပွဲရှင်ပွဲဆိုတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ ်ပုံစံမျိုးစုံဖွင့်လှစ်ပြီးတော့ခွင့်ပြုထားတယ်လို့သိရပါတယ်။အခုလိုစစ်ခွဲတပ်ကအကြောင်းပြချက်အမျိုးမျိုးနဲ့အခချင်းွေယူကရက်ရှိခွင့်ပြုထားတဲ့လောင်ကစားဝိုင်းတွေကြောင့်ဒေတာရင်းကလူငယ်တွေဟာငွေကြေးဆုံးရှုံးမှုတွေများပြားပြီးတဲ့နောက်အချင်းစာရိုက်တာတွေပါပြက်စီးလာတယ်လို့သိရပါတယ်။ဒေတာကန်လူငယ်တအူးကတော့စစ်ခွဲတပ်ဟာရက်ွက်ပွဲတွေကအစလောင်ကစားဝိုင်းတွေကိုတွင်းခွင့်ခွင့်ပြုထားတာကြောင့်တချို့လူငယ်တွေအနေနဲ့နေကင်းကြောင်တောင်မှာတောင်မှလူရမှုတွေခိုးမှုတွေပို့ပြီးတော့လှုပ်လာတယ်လို့သတင်းပေးဖို့ပြောကြားထားပါတယ်။ဒီနေ့တိမ်မှာတော့ရက်ွက်ပွဲတွေကအစလောင်ကစား ဝိုင်းတွေထည့်သွင်းခွင့်ပြုထားပါတယ်။စိုးကျိုးအနေနဲ့ကတော့အခုလက်ရှိပတ်စံရှားခတ်နေတဲ့အချိန်မှာဒီလိုလောင်းကစားဝိုင်းတွေပေါ်လာတဲ့အတွက်ကြောင့်မို့လို့လူရဲမှုတွေခိုးမှုတွေပိုပြီးတော့ဖြစ်လာတာပေါ့။နေကင်းကြောင်တောင်ကြီးမှာတော့မှဆိုင်ကယ်လူသွားတာမျိုးပတ်စံအိတ်လူသွားတာမျိုး လက်ဘင်းကနေဆွဲတိုးဖြတ်သွားတာမျိုးဒါမျိုးတွေလည်းဖြစ်ပေါ်နေတယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်စစ်ခွေးတပ်ဟာလောင်းကစားဝိုင်းတွေကိုညာလုံးပေါက်ရက်ရှိခွင့်ပြုထားတဲ့အတွက်လူငယ်တွေဟာညာလုံးပေါက်ကစားပြီးတော့အလုတ်မသွားနိုင်တော့တာငွေကြေးဆုံးရှုံးမှုတွေများလာတာတွေကြောင့်ကြံ့ရမရပဲနဲ့ခိုးဆိုးလူရမှုတွေပုံမကျူးလွန်လာတာပဲဖြစ်ပါတယ်။စစ်ခွေးတပ်ကဖွင့်လှစ်ခွင့်ပြုထားတဲ့လောင်းကစားဝိုင်းတွေမူရစေးဝါးတွေကြောင့်လူငယ်တွေဟာပျက်စီးပြီးတော့ခိုးဆိုးလူရမှုတွေဇက်တိုက်ဖြစ်ပေါ်နေပေမဲ့အရေးယူဆောင်ရွက်တာမရှိသလောက်နေပါနေပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရလောင်းကစားဝိုင်းတွေကြောင့် င်ဒေတာရင်းမှာပုံစံအမျိုးမျိုးနဲ့ခိုးယူမှုတွေရှိနေပြီးတော့ခိုးယူမှုကျူးလွန်တဲ့သူတွေဟာအသက်မပြည့်သေးတဲ့လူငယ်တွေပါပါဝင်နေတယ်လို့ဆိုပါရယ်ပြည်နယ်စစ်ကော်မရှင်ဟာပျော်ပွဲရွှင်ပွဲအကြောင်းပြချက်တွေနဲ့ရက်ကွက်ပွဲတွေမှာကအစလောင်းကစားဝိုင်းတွေကိုအကြီးအကျယ်ထည့်သွင်းခွင့်ပြုထားပြီးတော့ရရှိလာတဲ့ငွေကြေးတွေကိုအချင်းချင်းပြန်လည်ခွဲဝေယူလာတာတွေရှိနေပါတယ်စစ်ခွဲတပ်ရဲ့ခွင့်ပြုထားတဲ့လောင်းကစားဝိုင်းတွေကြောင့်မွန်ပြည်နယ်ကိုလောင်းကစားပြည်နယ်အဖြစ်တင်စားခေါ်ဝေါ်ရတဲ့အထိဖြစ်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ